ဆရာရွှေဦးတော်ရေးသားသည့်ရုပ်ခွဲနံခွဲနှင့်အခြားဝိတ္ထုတို့များစာအုပ်မှာမြစ်တာတက်စီသောမူသားဝိတ္ထုတို့ကိုဖတ်ပြမှာဖြစ်ပါသည်။အစိုးရအမှုရမ်းများအနေနဲ့ယာဒူးတိုးတက်မှုကိုဂရုမထားဘဲအလုံးမပြုတ်ယုံမျှလောက်သဘောထားလျက်တွင်တွင်ကြီးလက်စားပြီးအထောက်ကြီးဖြစ်အောင်စူးစောင်းတတ်သူများလည်းရှိကြ၏။ယာဒူးတိုးတက်မှုလောက်ကိုသာရည်မှန်း၍တစိုးလက်ဆောင်မယူဘဲအလုံးဝတရားကိုကျိုးနွန်ယူသေးစွာဆောင်ရွက်တတ်သူများလည်းရှိကြ၏။ ဒုတိယလူစားမျိုးမှာပထမလူစားမျိုးထက်အရေးအတွက်အဖြစ်ငဲပါလှပေးရာထို့ကြောင့်လည်းအစိုးရဘက်၌ထွန်းထွန်းပေါက်ပေါက်ဖြစ်မြောက်ကြီးပွားသည့်အမှုတန်းအရေးအတွက်ငဲပါလှပေး၏တို့ရတွင်ညီတိစီကံဥပဒေ၌ဖြစ်စေခြွင်းချက်ဟု၍ရှိတတ်စမြဲဖြစ်ပေရာလက်စားလျက်နှင့်မထွန်းကားသူများလည်းရှိကြပေလိမ့်မည်ထို့သောသော လူစားမျိုးအဖို့မူကားအတိတ်ကံနှင့်ညာဝဖြန့်တန်းတက်ခြင်းတရားသည်ဟူသောအရေးအချက်မျိုးကိုထဲ့သွင်းဝေဖန်ကြရပေလိမ့်မည် အရေးပိုင်မင်းဥတာဇမမူကဒုတိယအတန်းအစားမျိုးတွင်ပါဝင်၍လက်မစားဘဲအလုတ်ဝတ်တရားကိုကျိုးနှုံရိုသေစွာဆောင်ရွက်ခြင်းအပြင်အစိုးရအမှုတန်းတို့အနက်တွင်အထွတ်အထိပ်ဖြစ်သည့်အမြဲတမ်းအရေးပိုင်ရာထူးတို့တိုင်အောင်ချင်းမြင့်ခန္ဓာချင်းခံခဲ့ရသူတယောက်ဖြစ်ပေ၏အမှုတန်းတက်တန်းစေသဖြင့်ပင်စင်ယူပြီးနောက်ဥတာဇံသည်ရန်ကုန်မြို့ကုတ်ကိုင်းလမ်း၌အင်ကြီးတဆောင်ငှားရမ်းနေထိုင်လာခဲ့ရ၎င်း၌သမီးစိန်စိန်နှင့် တာမောင်ဘာဟန်ဟူ၍တာသမီးနှစ်ယောက်ထွန်းပေါက်ဖွာမြင်ခဲ့လေ၏အကြီးဖြစ်သောသမီးစိန်စိန်မှာကောလိပ်ကျောင်းတွင် IA အောင်သည့်တိုင်အောင်ပညာသင်ကြားခဲ့ပြီးနောက်ကောင်းစွာမကျန်းမာသည့်နှင့် BA အတန်းသို့ဆက်လက်သင်ကြားခြင်းမပြုနိုင်မဲကျောင်းမှထွက်နေခဲ့ရ၏ကျမ်းမာလာသောတနေ့တွင်လည်းဥတာဇန်ဤရွယ်ကျမ်းမာမိမိသမီးအားပညာဖြင့်အတတ်မွေးစေမည်မဟုတ်ဘဲစိန်စိန်ဤရုပ်ရည်မိမိဤကုန်ဒရက်အစွမ်းဖြင့်လင်ကောင်းတစ်ယောက်ရနိုင်လောက်သည်ဟုသဘောပိုက်ခါ ပညာဆက်လက်၍မတင်စေဘဲထားခဲ့၏။စိမ့်စိမ့်သည်ကောလိပ်ကျောင်းသူဖြစ်ခဲ့သည့်အလျောက်နှက်ခမ်းလက်သေးစသည်တို့၌ဆေးဆိုးသည့်အထိဘိုးဆန်သူတယောက်ဖြစ်တော်ညာလဲမိဘမောင်ဘွားတို့ကိုအထူးချစ်ခင်ကျင်နာတတ်သည့်ပြင်တခုသောအပြုအမူ၏စင်စစ်လျော်ကန်ခြင်းမလျော်ကန်ခြင်းတို့ကိုပိုင်းခြားသိမြင်စင်ကျင်တိုင်းထွာနိုင်သူတယောက်ဖြစ်ပေရကခစ်ဆန်စေကမူလဲခစ်ပြန်တယောက်မဟုတ်ချေမိမအဖို့ကာရင်ညွေမရှိဟုမြမတို့မှတ်ထင်ထားသော ကာမောင်ချင်းအတက်ကိုလေ့ကျင့်ထားလောက်အောင်ခက်ဆန်တော့လဲယောက်ျားကလေးတယောက်နဲ့နှစ်ကိုယ်တည်းရှင်တွဲရေးစီးညင်းလောက်အောင်ခက်ပြန်တယောက်ကမဟုတ်ခဲ့ကြီးအငယ်ဖြစ်သောမောင်ပါဟန်မမူ BA အောင်မြင်ပြီးဒီနောက်ကောလိပ်ကျောင်းတွင်ဥပဒေပညာနှင့်ဆိုင်ရာ BL အတန်း၌ဆက်လက်ပညာသင်ကြားလျက်ရှိ၏ငါးဘေကိုလက်မကံမြင်၍အယက်ညင့်လိုက်အောင်လူလုံးလူပန်ထွားချိုင်းလာသောမောင်ပါဟန်သည်ငရန့်ကိုရှိ၍ခက်ဖြောင်ဖြောင်ကိုလုံးရှိသောအမစိန်စိန်ကို အယုတ်ကလေးသပွဲကောက်ယူပွေ့ချီလျက်မိမိအားမြစ်တွန်တောက်တင်းနေသောပါဇက်ကိုနှစ်ဖူးနှင့်ဖိပိတ်ခါဝင်းချံကြီးအတွင်လှက်ပက်ရှောက်ပြေးနေသောမောင်နှမနှစ်ယောက်တို့ကိုလူစိမ်းတို့မြင်ခဲ့လျင်ဘာလိုလိုရှိသည်ဟုစိုးကောင်းဆိုကြပေလိမ့်မည်တို့ရရင်ထိုအချင်းအရာကိုပရင်ပေါက်မှရေမောကရက်လျက်ကြည့်နေသောမိဘနှစ်ပါးတို့၏မျက်စိနှိုင်းမှုကရှုပ်ရမငြင်းနိုင်အောင်ဘဝနိုင်အောင်ရှိနေကြပေတော့၏ငါသမီးမူးနေရှာရော့မယ်လွှတ်လိုက်ပါတော်တော့ဟဲ့လူကလေးရဲ့ ခုမိခင်ဖြစ်သူကအော်ပြောလိုက်သည့်အခါဖခင်ဖြစ်သူက နောက်မမြည်တော့ပါဘူးလို့ဝန်ခံမှလွှတ်လိုက်တဲ့လူကလေးခုအားပေးစကားပြောလိုက်သည်ဤအမကြီးကမောင်ကလေးအားမိတွန်တောက်တီးပြုတ်လို့ရသောအကြောင်းချင်းရာကိုအီနီယာ၌ဖော်ပြရပြီးအောင်အံဥတာဇံမှာအလုတ်လုတ်စင်ကစူဆောင်းသူမိထားသောငွေကလေးကို ကိုပိုးစန်းဆိုသူဤအစွဲကောင်းမှုကြောင့်အစုဆက်ကုမ္ပဏီတစ်ခုတွင်အစုရှယ်ယာဝင်လိုက်မိဤ၎င်းကုမ္ပဏီတွင်ဥတာဇံသည် ဒါရိုက်တာလူကြီးတယောက်အဖြစ်နဲ့ဆောင်ရွက်ခဲ့ရ၏နောက်ဆုံး၌ဥပိုးစန်းဤကလိန်ကြမှုကြောင့်ကုမ္ပဏီပြစည်းသွားသောအခါဦးတာဇံမှာငွေအလုံးဆုံးရှုံးရုံများမကဒါရိုက်တာလူကြီးတဦးဖြစ်ခဲ့မိသည့်အတွက်ကြောင့်နာမည်ပင်နာခဲ့သည်ဤဥပိုးစန်းမှာမူဝင်းလုံတော်ရဥတင်ထွန်းဆိုသူဤရှောက်လဲခြင်းကောင်းနာသည့်အတွက်ကြောင့်လိန်လယ်မှုမဖြစ်ပဲရာဇဝေးအပြစ်ဒဏ်မှချမ်းသာခွင့်ရခဲ့၏အဆိုပါဝင်းလုံတော်ရဥတင်ထွန်းဆိုသူမှာဘောင်ဘဟန်ဤ ချစ်ခင်ရင်ကြီးသောမိတ်ဆွေတယောက်ဖြစ်ရာကစိမ့်စိမ့်သည်မိမိဖခင်ကိုလိန်လေသောဥပိုးဆန်းကိုသာစိတ်ဆိုးသည်မဟုတ်ကြောက်လဲပေးသောဝစ်လုံဥတင်ထွန်းကိုလည်းစိတ်ဆိုးနေ၏ဥတင်ထွန်းကိုမိဖွဲ့ထားသောမောင်ကလေးမောင်ပါဟန်ကိုလည်းစိတ်ဆိုးနေသည်၏တို့ဖြစ်၍တနေ့တစ်နေ့မိသားဖသားတစုတို့သည်လက်ဖက်ရည်စပွဲ၌ထိုင်ကြစဉ်စိမ့်စိမ့်တော်ဆက်မှာကိုယ်မိကိုတင်ထွန်းအကြောင်းကိုတန်ဆက်မှာလူကိုတော့ငါမမြင်ဘူးပါဘူးတို့ပေမဲ့လူယုံမှတယောက်ကိုလွတ်အောင်ဆောင်ရွက်ပေးရလူဟာ မြင့်မြတ်တဲ့စိတ်သဘောထားရှိတယ်လို့ဖះကိုမျိုးပြီးပြောတော့ငါမယုံနိုင်ဘူးဟဲ့။အောင်ဘဟန်ခတ်နေပါပြီမမရဲ့။ဒီလိုသာဖြင့်ကျွန်တော်တို့ရှေ့နေလို့စားဖို့ခတ်နေပြီခေါ။ကို့အမှုတွေကိုတော့ကို့လွတ်အောင်ကြံဖန်ပြီးရှောင်လဲရတာမျိုးကိုမမရဲ့။စိမ့်စိမ့်။ကို့လူလွတ်ရင်ပြီးရောတစ်ဖက်သားတော့ဘလို့ညင်ညီလား။အောင်ဘဟန်တစ်ဖက်သားကသူ့ကိုပတ်စံပေးတာမဟုတ်ဘူးမမရဲ့။သူ့အမှုတွေကပေးတာ။စိမ့်စိမ့်။ဒါကိုငါနားလဲပါတယ်။ တို့ပဲမဲ့သူပြောတဲ့စကားကကောင်းရဲ့လားကွယ်နားထောင်စမ်းသူ့လျှောက်နေချက်ကိုငါဖက်ပြမယ်၎င်းနောက်စိမ့်စိမ့်သည်ထိုင်ရာမှထထသွား၍အင်္ဂလိပ်သတင်းစာဟောင်းဖိုင်ရွဲကို ယူခဲ့ပြီးနေဥပိုးစန်းဤအမှုတွင်ဝစ်လုံဦးတင်ထွန်းဤရှောင်းလဲချက်မှကောင်းနှုတ်ချက်တစ်ခုကိုဖက်ပြလေရာအတိတ်ဘယ်မှာအောက်ပါအတိုင်းဖြစ်၏ဥပိုးစန်းတည်ထောင်သောကုမ္ပဏီတွင်မတိနားမလဲသောလူရိုးလူကောင်းများသည်အစုရှယ်ယာများဝယ်ယူမိသဖြင့်မျက်နှာဆုံးရှုံးခြင်းခံကြရသည်ကမှန်ပါ၏တို့ရရင် ပြည်ခန့်ဥပိုးဆန်း၌အပြည့်ရှိခဲ့ရင်၎င်းနှင့်အတူလုတ်ဖော်ကင်ဘက်ဖြစ်သောဒါရိုက်တာလူကြီးများ၌အပြစ်တောင်ဝင်မကင်းသည်မှလည်းမှန်ပါကြောင်းစိမ့်စိမ့်သတင်းစာဖိုင်ကိုပြစ်ချလျက်ကြည်စမ်းမအောင်ပြောရက်လိုက်တာအတိတ်ဘယ်ကဘာလဲဆိုတော့သူ့တရေခန့်ဥပိုးဆန်းတာနဲ့တခိုးဖြစ်သည်မဟုတ်ဖေဖေညင့်တကွာဒါရိုက်တာလူကြီးတွေတစ်ဖွဲ့လုံးဟာလည်းတခိုးတွေကြီးပဲတော့ဖေဖေကိုဒီလိုပြောရတဲ့လူတယောက်ကိုမင်းကအဆွေခင်မုန်းကောင်းဆိုလို့ငါဘန်းညက်လုပ်ပြီးထောက်ခံနိုင်မလဲကွယ် ထိုအခါမောင်ပဟန်သည်ဖခင်ဥတာဇံအားလှမ်းကြည့်လိုက်ရာဥတာဇံမှာမျက်စိကိုဇုံမိတ်၍သာထိုင်နေလေ၏မောင်ပဟန်ဒါမဲ့တော့မမရဲ့ရှင့်ညီဆိုတာမျိုးဟာကို့အမှုတဲ့လွတ်အောင်ဟာစိမ့်စိမ့်တန်ဟိမောင်ဟန်တန်တော့မင်းဥစားမင်းပေါင်းကျင်ပေါင်းတင်းကျင်တင်းမင်းအဆက်မရှိလို့မင်းလောက်တာကိုငါဘာမှမပြောလို့ဘူးသို့တော့ဖះကိုစုပူဇော်တဲ့ညီမမင်းလူကိုငါတို့အိမ်ခေါ်လာခဲ့ရင်မင်းကိုငါကတတလုံးဘယ်တော့မှမကြေတော့ဘူးမှတ်လိုက်ဟဲ့ ဖေဖေကတော့ဖះနဲ့တရားနဲ့မှုလို့သဘောကြည့်ချင်းကြည့်ပေးလိမ့်မယ်။ငါတော့တလောက်သဘောမကြည့်နိုင်ဘူးမောင်မခေါ်ခဲ့နဲ့။ဘောင်ဘဟန်ကုသိုလ်ရေးအတွက်အလုပ်လုပ်ကြတဲ့အခါမှာစိန်စိန်ဟဲ့တော်ပြီကွယ်ကုသိုလ်ရေးမကလို့မတ်ဖို့နေဗန်ကိုအရှင်နဲ့လက်ရောက်ပေးစီမခေါ်ခဲ့နဲ့။သူ့ကိုခေါ်လိုက်ရင်အိမ်မှာငါမနေဘူးမှတ်ထား။ဒီလူနဲ့တမိုးနဲ့တရံနဲ့မနေဘူးလို့သစ္စာကိုပြုထားတယ်ကြားရလား။ငါစိတ်ထဲမှာအမှန်ပြောရရင်ဥပိုးစံထံမင်းလူကစိုးသေးတယ်နားလေလား။ဘောင်ဘဟန်ဒီလိုပါမမရဲ့ စိမ့်စိမ့်သည်မောင်ဘဟန်ဤစကားကိုဆုံးအောင်နားမထောင်တော့ပဲဇပွဲမှထသွားမည်ပြုလျာမောင်ဘဟန်ကဖမ်းယူပွေ့ချီ၍အထက်တွင်ပေါ်ပြခဲ့သည့်အတိုင်းပြုမူခဲ့ခြင်းဖြစ်လေသည်ထိုနေ့ညနေ၌မောင်ဘဟန်မရှိခိုက်တွင်ဥတာဇန်သည်တမီးစိမ့်စိမ့်နှင့်အခန်းထဲတွင်တွေ့၍ပြောပြသည်မှာဥတာဇန်ဒါထက်တမီးရဲ့မောင်တင်ထွန်းအကြောင်းကိုမောင်ဟန်ကိုသိပြီးမပြောပါနဲ့တမီးရဲ့အမှန်တိုင်းဆိုရင်မောင်တင်ထွန်းဟာလူကောင်းကလေးတစ်ယောက်ပါပဲကွ ဖေဖေနဲ့လည်းတွေ့မှုပါတယ်။သူအခါစိမ့်စိမ့်သည်မိတို့မြပြတ်မပြောပဲအံ့ဩသောမျက်နှာနဲ့ဖခင်ကိုငေးကြည့်နေလေ၏။ဦးတာဆန်းစကားအဆကိုဖြတ်၍"သမီးဒါထက်ဒီညညမင်းကတော့တော်များစိန်တို့သားအမိကျစုလာကြလိမ့်မယ်ဟိ။အဲ့ခံမှုစီမံထားနော်။ဘာများကြွေးမလဲဟိ။စိမ့်စိမ့်ဒီကနေ့ညညဒေါ်ကြီးကြီးဖို့ကျမထိုးထားတဲ့ခြုံဆောင်ကလေးကိုကိုယ်တိုင်သွားပို့မလို့။အောင်ဟန်နဲ့အဲ့ခံရကြပါတော့ဖေဖေ။ဦးတာဆန်း ကြော်မြကိုလှုပ်ပြီးပို့ခိုင်းလိုက်ပါတော့လားသမီးရဲ့စိမ့်စိမ့်ကျမကိုယ်တိုင်လက်ညက်ကင်ပြီးပေးရမှကျမကျင်ညက်နိုင်မယ်ဖေဖေကျမသဘောကိုဖေဖေသိသားပဲထို့အခါဥတာဇံမှာတစုံတစ်ခုပြုမည်ဟုဆုံးဖြတ်ထားနေမပြုရပဲမကျင်ညက်တတ်သောသမီးစိမ့်စိမ့်ဤသဘောကိုသိပြီးဖြစ်သည်နှင့်ထက်မှန်တားဆီးခြင်းမပြုပဲညီလိုက်လေတော့ဤထိုနေ့ညက်ညီ၌စိမ့်စိမ့်သည်မော်တော်ကားကိုကိုယ်တိုင်မောင်းသွားမည်ဟုအိမ်ရှိတွင်ယထားစီ၍အထုပ်ကလေးတစ်ထုပ်ကိုပိုက်ခါ ိမ်မော်မဆင်းလာတော့အခါတန်းညစ်ရရမှပြန်လာတော့မောင်ပဟန်ကြီးအိမ်ရှိတွင် တွေ့ဆုံမိကြလေ၏ထိုခဏ၌အထက်ကောင်းငင်တွင်မိုးတိမ်များဖြင့်တမိုးလုံးအုံမှန်း၍ဒီကလေးလဲတဖြူဖြူတတုတ်တုတ်တိုက်ခတ်ဆပြုလာလေ၏မောင်ပဟန်ဘယ်နဲ့လဲမမမိုးရီလေးတွေဆင်းနေတဲ့အထဲမှာဘဲကိုများသွားအောင်မယ်လို့တော့စိမ့်စိမ့်ညောကြီးကြီးကိုအိမ်ကိုသွားမလို့မောင်ပဟန်မတော်တာပဲမမရဲ့လေတွေထဲမှာစိမ့်စိမ့် ကားပါလွင့်သွားအောင်မတိုက်နိုင်ပါဘူးကွတိုက်ချင်တဲ့တိုက်တာတော့မြ мян ရောက်သေးမောင်ပါဟန်မဟုတ်တာဗျာဒါဖြင့်ကျွန်တော်လိုက်ပို့မယ်စိန်စိန်မောင်မင်းကြီးသာ ရှိပါစေစိန်စိန်နဲ့ကားနဲ့ထွက်လာခဲ့လေ၏အငဲငယ်သွားမိလက်တော့လေသည်တဖြူဖြူတိုက်ခတ်ရမှတခဏထက်တခဏပြင်းထန်လာခဲ့ရာဝိနာမီယာလန်တန်လွင်လန်းကိုကျော်လွန်၍ညီလန်းကြီးပေါ်သို့ရောက်လာသောအခါ၌မူကားငုံတိုင်းကြီးကြကြနနတိုက်ခတ်နေသောအခြေအနေသို့ရောက်နေခဲ့လေပြီ။ ို့ညင်လဲမရက်သေးတဖြည်းဖြည်းတိုး၍ပြင်းနှုံးမင်းရှိနေတော့ဤထိုနေရာ၌မူစိမ့်စိမ့်မှာအိမ်တို့လှည့်ပြန်ရန်လဲအခက် ရှေ့တို့ဆက်လက်မောင်းနေရန်လဲမလွယ်ကူပဲရှိနေလေတော့ဤလေးမအလွန်အမင်းပြင်းထန်တာသဖြင့်လမ်းတစ်ဖက်တစ်ချက်၌ရှိသောတစ်ပင်ကြီးများသည် လမ်းပေါ်တွင်ပေါင်ကူတော့မြည်ကဲ့သို့တစ်ကိုင်းချင်းထိရှက်တော့မတတ်ရှိနေရတခါတရံတကြိုးကြိုးတကြွင်းကြွင်းမြည်သည့်ကျိုးတန်ပဲ့တန်လဲတန်များကိုလည်းကြားရသည်ထို့အတွင်း၌မိုးချုံတန်များသည်လည်း တက်ကိုင်းကျိုးတံများနှင့်ရောရှက်ကနားပွင့်မတက်စူညံသောအတန်တို့ကိုဖြစ်ပေါ်စေခဲ့ရာပြက်စီးတို့သည်လည်းမနာမရက်ဒရဇက်မီးပွင့်လင်းလျက်ရှိနေလေတော့ဤမိုးပေါက်တို့သည်တောင်တဇက်မြောက်တဇက်ကြာရမှတခဏထက်တခဏသဲထန်လာခဲ့ရာနောက်ဆုံး၌လေတံမိုးချုံတံတစ်ပင်များကျိုးတံတို့နှင့်အတူကာမိုး၌မိုးသီးမိုးပေါက်များထိမှန်သောအတန်တို့ကြောင့်တပြောင်းပြောင်းတဖြန်းဖြန်းတကြွန်းကြွန်းတဒိန်ဒိန်ရှိနေပေတော့ဤထိုအခါ၌ကား နေဝင်မီဖြစ်သောကြောင့်ဖျက်စီးများရက်စဲသည့်အခိုက်တွင်လန်တက်မီးရောင်ဖြင့်နင်းညိထိုက်သည်မှန်၏တို့ရရင်ဓာတ်ကြိုးများပြတ်သက်ကုန်သည့်အတွက်ကြောင့်လျက်များဆဲသည့်နှင့်တပြိုင်နက်မှောင်ကြီးအတိမဲလျက်ရှိနေလေတော်၏စိမ့်စိမ့်မှာတတိကောင်းသောမိမတယောက်ပင်ဖြစ်နေကစားကြောက်အားပူလာခဲ့လေပြီဒေါ်ကြီးကြီးဤနေအိမ်မှာရှစ်မိုင်ခရီးတွင်ရှိလျာစိမ့်စိမ့်မှာလန်တဝက်ကြော်ကြော်မြရောက်နေပြီဖြစ်တော်လဲမြည်သည့်နေရာ၌ဆိုက်ရောက်နေသည်ကိုမကတ်မှန်းနိုင်အောင် ရှိနေလေတော်၏ ပြည်လန်းကြီးပေါ်၌ကားတစည်းမျှလည်းမတွေ့ခြေချင်းခရီးတဲ့တယောက်မှလည်းမတွေ့လူအသွောင်းအလာလုံးလုံးရဆက်လျက်ရှိနေကလေးပြီစိမ့်စိမ့်မှာဘောင်ဘဟန်ကိုမခေါ်ခဲ့မိသည့်အတွက်မှားကြည့်ပြီးဟုနောင်တရမိသည်ညင်တပြိုင်နက်မော်တော်ကားသည်တစုံတစ်ခုသောအရာဝတ္ထုကိုနင်းမိသည်ညင်ဒိုင်းငနေမြည်သွားပြီးလျင်လက်ရဘက်သို့ထိုးသွား၍ဒိန်းငနေဝင်တိုက်လိုက်ခါရက်တန့်သွားလေတော့၏စင်စစ်တော်ကတာယာတလုံးကွဲသွားသည်ဖြင့်တစ်ဖက်သက်ကြွေထိုးကား အုတ်ဝင်းထရံတစ်ခုနှင့်ဝင်းတိုက်မိခြင်းဖြစ်လေ၏စိမ့်စိမ့်သည် ကားပေါ်မှဆင်း၍အခြေအညီကိုကြည့်ရှုရာဝင်းတကားတစ်ခုကိုမြင်သည်နှင့်အရဲစွန်ကားဖွင့်ဝင်သွားလေ၏ဝင်းထဲ၌ကအိမ်ကြီးတစ်ဆောင်တည်ရှိ၍တခုသောမှန်ပရင်းပေါ်မှမီးရောင်တလက်လက်ထွက်နေသည်ကိုမြင်သည်နှင့် တကားကိုခေါ်ရာမြမမိမကြီးတယောက်ကဖွင့်ပေးလေ၏စိမ့်စိမ့်ကအဖြစ်အပျက်ပြောပြ၍ခိတတဲခုပွင့်တောင်းသောအခါအတော်ကြီးသည်စိမ့်စိမ့်၏ ရွှဲရွှဲဆိုသောအဖြစ်ကိုဂယုဏဖြစ်ဟန်နေအိမ်တွင်သို့ဖိတ်ခေါ်သွားလေ၏။ထိုနောက်မိမကြီးသည်စိမ့်စိမ့်ကိုအေကန်းဝရင်ထားခဲ့၍၆တွေ့သောတရက်ထယ်လုံးကြီးတစ်ထည်နှင့်အင်းကြီးများကိုယူခဲ့ပြီးလျှင်ရေချိုးကန်းသို့ခေါ်သွင်းသွားပြီးမှလဲလဲစေ၏။ထိုနောက်မှအေကန်းတွင်တွေ့ဆုံကြပြန်ရာမိမကြီးကအိမ်ရှင်မမြမလူပြိုကြီးဖြစ်ကြောင်းမိမိမှာ၎င်း၏အတော်ဖြစ်၍ပြုစုစောင့်ရှောက်နေရကြောင်းအစေကံများမှာမြို့ထဲသို့သွားနေကြဖြစ်ကြောင်းနှင့်ပြောပြလေ၏။ အတော်ကြီးသည်အိမ်ရှင်ဖြစ်သောတူမောင်အားလူကလေးဟုခေါ်ဝေါ်ပြောဆိုနေသောကြောင့်အိမ်ရှင်၏အမည်သည်ဥလူကလေးဟု၍စိန်စိန်ကအမှတ်တင်မိ၏။ယင်းသို့စကားပြောနေစဉ်အခန်းတစ်ခန်းမှယောက်ျားတစ်ယောက်၏မျက်နှာကိုရိတ်ခနဲမြင်လိုက်ရလျာထိုလူသည်စိန်စိန်ညစ်ညံ့ချင်းဆိုင်မိသည့်ညင့်ကြပြိုင်နှင့်တကားကိုပိတ်ခါကွယ်ပြောက်သွားလေ၏။၎င်းနောက်စိန်စိန်မှာအိမ်တို့ပြန်ရန်နီးလန်းကိုမိမကြီးနှင့်တိုင်ပင်လျာထိုညင်းအဖို့ပြန်ရန်နီးလန်းမမြင်သည့်ပြင် လေမုံတိုင်းကြောင့်တယ်လီဖုန်းကြိုးများပြက်နေသဖြင့်မိဘများထံသို့မိမိရှိရာအရက်ကိုပင်အကြောင်းကြားဖို့ခရင်ကြောင်သိရှိရသဖြင့်တုံ့လှုပ်ထိတ်လန့်နေတော်၏စိန်စိန်တစိတ်အကြံပေးပါအောင်ရှင် လူပြိုကြီးတယောက်ရဲ့အိမ်မှာကျမညအိမ်လိုဘယ်နဲ့တော်နိုင်မှာမလဲအတော်ကြီးလူပြိုကြီးပင်မဲ့အတော်ရှိသားကပဲတူမာရဲ့တခဏကြာလက်တော့အတော်ကြီးသည် အခမ်းမခိတထွက်သွား၍တဖန်ပြောင်းဝင်လာသောအခါတွင်အိမ်ရှင်တူမောင်က ညစာစားဖို့ဖိတ်လိုက်ကြောင်းနဲ့ပြောဆိုခေါ်ငင်နေ၏ထိုအချိန်၌ကစိမ့်စိမ့်မှာအတော်ပင်ဆာလောင်မွတ်သိမ့်နေပြီဖြစ်သောကြောင့်ညမရှက်ဟူသောစကားအရာတရက်ထဲလုံကြီးကလေးဖြင့်ရှိုးတိုးရှန်တက်နှင့်လိုက်ပါသွားလေ၏။ဇပွဲကန်းတို့ရောက်သောအခါချက်အင်းကြီးလက်ပင်နှင့်တဝဲလုံကြီးတပတ်နှွမ်းကိုဝစ်ဆင်ထားသောလူတစ်ယောက်သည်ထိုင်ရမှထား၍အိမ်ရှင်ကဲ့သို့ခရီးဥကြိုအဲ့ခံလျာထိုသူမှာအသက်30ကျော်ယုံမျှလောက်ရှိ၍လူရုပ်လူရည်တနာကမရှိသည်ဟု စိန်စိန်ကအကဲခတ်မိ၏အိမ်ရှင်ကာယကရှင်ကိုယ်တိုင်ကဖြင့်ဘလို့များအောက်မိမယ်မဆိုနိုင်ဘူးကျွန်တော်ကဖြင့်ယခုလိုတည်ကြွရတဲ့အတွက်လေးညက်သားနဲ့မိုးနက်သားမောင်မင်းကြီးများကိုကျေးဇူးတင်နေမိပါတယ်စိန်စိန်ကျမတော့အိမ်ပြန်ရောက်ချင်တာလောက်ရှိတာပဲတစိတ်လောက်တက်နိုင်ရင်ကူညီပါရှင်အိမ်ရှင်စိတ်ချပါတက်နိုင်သမျှကူညီပါမယ်အတော်ကြီးပြောပြလို့ဒီအိမ်ကလူများကိုအကြောင်းကြားခိုင်းလိုက်ပါပြီခိုင်ခိုင်ပူပူနွေ့နွေ့သုံးဆောင်ပါအောင် ကျွန်တော်တော့ပြီးပါပြီ။စိတ်စိမ်သည်ကောင်းမွန်စွာချက်ပြုတ်ပြင်ဆင်ထားသောမြမဟိယာများကိုမြိန်ရှက်စွာစားတောက်နေ၏။စိတ်စိမ်သည်ထိုလူဤအလော့ကိုင်ကိုစုံစမ်းမေးမြန်း၍ဝစ်လုံတယောက်ဖြစ်ကြောင်းသိရသောအခါဝစ်လုံကိုတင်ထွန်းဆိုသူအကြောင်းကိုတီးခေါက်စုံစမ်းပြန်နေ၏။အိမ်ရှင်၊သိပြီလားဗျာ။ကျွန်တော်မိတ်ဆွေကြီးပေါ့။ခမ ्या ရဲ့မေးပုံလေးတန်းကိုနားထောင်ကြည့်ရတာသူ့ကိုသဘောကျဟန်မတူဘူးသူကတော့ခမ ्या ကိုအင်မတန်သဘောကျနေတာကပဲ စိမ့်စိမ့်သူနဲ့ရှင်နဲ့ကောင်းကောင်းကြွမ်းပါသလားအိမ်ရှင်ကြွမ်းဆိုဘာပြောဖို့ရှိသလဲတင်ထုံးဆိုတာအခြားလူဟုတ်ရောလားကျွန်တော်ပဲကိုစိမ့်စိမ့်အံ့ဩစွာနဲ့ဒါဖြင့်ဥလူကလေးဆိုတာညာတာပေါ့ကိုတင်ထုံးမညာပါဘူးအတော်ကြီးကကျွန်တော်ကိုလူကလေးလို့ခေါ်နေကြမှုပါထို့အခါစိမ့်စိမ့်သည်ဇပွဲမှရုတ်တရက်ထ၍ပြန်တော့မြည်ပြုလေ၏ကိုတင်ထုံးဘဲကိုလေစိမ့်စိမ့် အိမ်ပြန်မလို့ပေါ့ကွန်တင်ထွန်းဝူကြီးရဲ့မှာဘယ်နှလုံးပြန်มาလဲစိမ့်စိမ့်ငိုးပစိန်ရွာပစိကျမပြန်မယ်ကွန်တင်ထွန်းရှေးမစီလျက်ဒီမိုးဒီလေးထဲမှာပြန်လို့ဘယ်ကြီးနေမှာခမအိမ်ပြန်မရောက်နိုင်ဘူးမလုပ်ပါနဲ့မတော်ပါဘူးစိမ့်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 ရောက်ချင်ရောက်မရောက်ချင်နေရှင့်အပူတပြားသားမှမပါဘူးရှင်နဲ့တမိုးတဲ့တင်ရနဲ့ညီမဲ့အတူတူကျမအသက်ကိုအသေးခံမယ်ရှင်ဟာလူလိမ့် ူယုံမှာတယောက်ကိုထောင်မကြရအောင်ကူညီပြီးလှုပ်ပေးတဲ့အပြင်ကျမအဖေကိုလည်းရှင်ဆော်ကားတဲ့လူပဲရှင့်ကိုယွန်းလဲယွန်းမုံလဲမုံနေကိုတင်ထွန်းခမားမုံနာယွန်းနာတွေကိုကျွန်တော်ဂယုမဆိုင်ပါဘူးလို့ပေမဲ့ခမားဒီအိမ်ကထွက်သွားဖို့ကျွန်တော်ခွင့်မပြုနိုင်ဘူးစိမ့်စိမ့်ကျမကဇွအတင်းထွက်သွားရင်ကိုကိုတင်ထွန်းလဲစိတ်စိတ်စဉ်းစားလျက်ရှိ၏စိမ့်စိမ့်တစ်စိတ်လောက်ဖယ်ပေးပါရှင်ကျမသွားပါမယ်ကိုတင်ထွန်းကလထိုင်ကိုလက်ညှိုးညွှန်လျက် ခင်ဗျားသွားမယ်ဆိုရင်တော့သွားတာပေါ့သို့တော်မသွားခင်ဟော့ဟိုကထိုင်ပြီးကျွန်တော်ပြောစရာရှိတဲ့စကားကိုနားထောင်သွားပါအောင်စိမ့်စိမ့်ရှင်ကဘာပြောပြောကျမစိတ်ကိုပြောင်းလဲအောင်ရှင်မတတ်နိုင်ပါဘူးကိုတင်ထွန်းပြောင်းတာမပြောင်းတာအပထားပြီးကျွန်တော်စကားကိုနားထောင်သွားပါအောင်နောက်ဆုံးမှာတားမရလို့သွားရင်လဲကျွန်တော်လိုက်ပို့ရတာပေါ့စိမ့်စိမ့်ကျမသွားရင်ဘသူမှလိုက်မပို့ပါနဲ့။တယောက်တည်းသွားပါမယ်။ကိုတင်ထွန်းဒါကတော့သဘောပေါ့ သို့တော်မသွားခင်ဥပိုးစံအမှုနဲ့ပတ်သက်ပြီးခမည်းမသိသေးတဲ့အချက်ကလေးများကိုကျွန်တော်ပြောပြလိုက်ပါရစေထို့အခါစိမ့်စိမ့်လဲခတ်ဆိုင်ဆိုင်လုပ်နေရမှကလထိုင်တွင်ပြန်၍ထိုင်နေ၏ကိုတင်ထွန်းသည်ညဏ်ချင်းဆိုင်ကလထိုင်တွင်ထိုင်၍ဆေးပြင်းလိတ်တလိတ်ကိုမိညှိပြီးနေခလေးလေးဆွဲလျက်တောက်ရှူနေသည်၏နောက်ဆုံး၌ကိုတင်ထွန်းဒီအခန်းဥပိုးစံဆိုတာကကျွန်တော်နဲ့ညီအကိုအရင်ခမရစိမ့်စိမ့်အံ့ဩသောမျက်နှာနဲ့ ကြာဘူးပေါင်ရှင်ကိုတင်ထွန်းလူတော့ဖြစ်မသိကြဘူးသို့တော့ကျွန်တော်ရဲ့အကိုအရင်ခောက်ခောက်ပါခမညာသူနဲ့အမျိုးတော်ရတာကျွန်တော်မှခုံရောက်เสียမှာမဟုတ်ပါဘူးသို့တော့မခေါ်ချင်တာနေရတယ်မတော်ချင်လို့မနေရဘူးဆိုတဲ့စကားလိုလူလိန်လူကောင်းမန်းသိတော်လဲအကိုအရင်ကိုကျွန်တော်မပြစ်ပယ်နိုင်အောင်ဖြစ်ရပါတော့တယ်ဒါကြောင့်မှလည်းသူ့ရဲ့သမီးကျွန်တော်ရဲ့တူမလေးဟာယခုအခအတက်မှာဒီအိမ်အတွင်းမှာရှိနေပါတယ်စိမ့်စိမ့်အခုလေ ကိုတင်ထွန်းမှန်ပါတယ်ဖခင်ဘလို့ဆိုတော့လဲအင်မတန်ချစ်ခင်လာခဲ့တဲ့သမီးဖြစ်လေတော့အဖေကြီးထောင်ကျလို့ရှိရင်သူ့ခမရမှာယူရနှံ့ရတော့မလို့ဖြစ်နေရှာပါတယ်စိမ့်စိမ့်ဦးကိုတင်ထွန်းစိမ့်စိမ့်ကကျွန်တော်ကိုမုန်းနေတယ်ဆိုတာကျွန်တော်ရိပ်မိပါတယ်သို့တော်လဲကျွန်တော်မှာတူမာကလေးရဲ့မျက်နှာကို ထောက်ပြီးဘသူကမုံမုံဘသူကယွန်ယွန်ကလေးမရဲ့ဖခင်ကိုထောင်ကလွတ်အောင်ကျွန်တော်ကြိုးပမ်းခဲ့ရပါတယ်ယုံမာတော့ အကိုမျက်နှာကြောင့်မဟုတ်ပါဘူး။သူမကလေးရဲ့မျက်နှာကြောင့်မှစိမ့်စိမ့်။စိမ့်စိမ့်။ဒီအကြောင်းကိုဘယ်သူမှမသိဘူးပေါ့။ကိုတင်ထွန်းစိမ့်စိမ့်ကိုယခုကျွန်တော်ပြောပြခြင်းဟာပထမအကြိမ်ပြောခြင်းပါပဲ။ဒီပြင်ဘယ်သူမှမသိပါဘူး။စိမ့်စိမ့်။နို့ကလေးမကလေးကောရှင်ဘယ်မှလဲ။ကိုတင်ထွန်းသူ့အဖေအတွက်ရှက်လွန်းလို့ရင်ကွဲနာကြမလောက်ဖြစ်နေရကယခုမှတော်တော်ကလေးတက်တာလာတာရှိပါသေးတယ်။စိမ့်စိမ့်ကျမစိတ်ဆိုးမိရဲ့အတွက်မှားပါပြီရှင်။ ီလိုဆိုရင်စိတ်မဆိုးထိုက်ပေးဘူးပေါ့ကျမကိုအပြစ်လွှတ်ပါနော်ကိုတင်ထွန်းကျွန်တော်ကကျွန်တော်ကိုအပြစ်လွှတ်နိုင်ပါမလားလို့စိုးရိမ်နေတော့ရှိပါသေးတယ်စိတ်စိတ်လွှတ်ပါရဲ့ရှင်ဒါထက်တူမကလေးကိုတစိမ့်လောက်မတွေ့ရဘူးလားကိုတင်ထွန်းဦးကောင်းကိုရမ်းလျက်ဘင်းကလေးမှာတော့ရှေ့၄90ရဲ့အတွက်မှာလူသူလေးပါးနဲ့အတွေ့ခံနိုင်တဲ့အခြေအနေမျိုးတောင်ရောက်မှရောက်နိုင်ပါမလားမဆိုနိုင်သေးဘူးနောက်တနေ့ညနေနိုင်စိမ့်စိမ့်ဒီအိမ်အောက်မှာ ူဒန်ပူဒန်များကြားသည်နှင့်အိယာမလက်ညှိုး၍ပရင်းပေါက်မှငုံကြည့်လိုက်သောအခါတက္ကစီကျစည်းနှင့်ဆက်ရောက်နေသောမောင်ဘဟန်ကိုတွေ့မြင်ရလေ၏၎င်းနောက်စိမ့်စိမ့်သည်အဝတ်များလဲလှယ်၍အိမ်အောက်ထပ်သို့ဆင်းလာသောအခါမောင်ဖြစ်သူနှင့်ဧကန်းတွင် ဆုံမိကြလေ၏မောင်ဘဟန်ဘယ်နဲ့လဲမမကိုတင်ထွန်းနဲ့တမိုးတဲ့တရံနဲ့မအိတ်နိုင်ဘူးဆိုအခုတော့သူ့အိမ်လာပြီးတဲနေရပြီလားစိမ့်စိမ့်ကိုတင်ထွန်းအကြောင်းသိရလေတော့ ဟိုတော့ငါမမထင်ခဲ့သလောက်မစိုးကြောင်တွေ့ရပါပြီမောင်ခင်ကြီး။မောင်ပါဟန်ဒီလူကလူကောင်းတစ်ယောက်ပါမမရဲ့ညညမှာအင်ကိုအလဲလာဖို့ဖိတ်ခဲ့ရမကောင်းဘူးလား။စိမ့်စိမ့်ငါကသူ့ကိုဖိတ်ထားပြီးပါပြီမောင်။လာပါလိမ့်မယ်စိတ်သာချပါ။ထိုကနနိုင်ကိုတင်ထွန်းသည်အပေါ်တက်မှဆင်းလာ၍မောင်နှမနှစ်ယောက်တို့နှင့်နှုတ်ဆက်လေ၏။မောင်ပါဟန်ဘာတော်ကြီးရောမဲတော်ကြီးရောစိမ့်စိမ့်အတွက်ပူဇာလွန်းလို့တညာလုံးရောက်ရက်ခတ်ပြီးလင်းလင်းချင်းကျွန်တော်ကိုနှုတ်လွှတ်လိုက်တာဗျ။ ုလောက်ရှိလေပင်တထောင်ပြည့်နေကြရောမေမမခေါ်ပြီးပြန်လိုက်အောင်မကိုတင်ထွန်းရေကိုတင်ထွန်းကော်ဖီတစ်ခွက်စီတော့တောက်သွားကြအောင်လေလူငယ်၃ယောက်တို့သည်ကော်ဖီတောက်ရင်စကားဆူညံစွာပြောဆိုလျက်ရှိကြရာနောက်ဆုံး၌ကိုတင်ထွန်းသည်ထိုနေ့ညနေတွင်ညီအိမ်သို့ဆက်ဆက်လာခဲ့ပါမည်ဟုကတိထားလိုက်ပြီးနောက်မောင်နှမ၂ယောက်တို့လည်းပြန်သွားကြလေ၏စိမ့်စိမ့်ကိုတင်ထွန်းမှာဝေးပေါက်ပေါ်မညောက်ရှိတယ်လဲမောင်ဟန်မောင်ဟန်ညမ9ရောက်ရှိအိမ် သူအကြီးဆုံးပဲကျွန်တော်နဲ့ចောင်းနေပတ်ပါကျွန်တော်အားလုံးသိပါတယ်စိမ့်စိမ့်သူ့မှာအကိုတယောက်မရှိဘူးလားဘောင်ဘဟန်ဘဲကရှိရမှာလဲစိမ့်စိမ့်တေချာရလားမောင်ဟန်ဘောင်ဘဟန်တေချာပါတယ်မမစိမ့်စိမ့်ကိုဘိုးစန်းကဘာလူမျိုးလဲဘောင်ဘဟန်ဇေတာဘာရီဆက်ဆိုထင်ပါရဲ့စိမ့်စိမ့်သူ့မှာတာသမီဘယ်နှစ်ယောက်တောင်ရှိတဲ့လေဘောင်ဘဟန်၁၄ယောက်တောင်ရှိတဲ့ဗျ စိမ့်စိမ့်ဟေးမောင်ဟန်တက္ကစီကိုရက်ခိုင်းစမ်းကွယ်မင်းနဲ့ငါနဲ့ခြေချင်းရှောက်ဆန်းကြရအောင်မောင်ဘဟန်လည်းခိုင်းစေသည့်အတိုင်းပြုလုပ်၍မောင်နှမနှစ်ယောက်လမ်းလျှောက်လာကြသောအခါမောင်ဘဟန်ဘာကိစ္စများလဲမမရဲ့စိမ့်စိမ့်ဒီကနေ့ညနေအင်ကိုမလာခဲ့ပါနဲ့လို့ကိုတင်ထွန်းစီကိုလူလွတ်ပြီးပြောခိုင်းလိုက်စမ်းမောင်ဟန်မောင်ဘဟန်မျက်လုံးများပြုလျက်ဘာကြောင့်လဲမမရဲ့စိမ့်စိမ့်ဘာကြောင့်ဆိုတော့မင်းလူဟာလူလိန်ကြီးကွယ် အင်မတန်ပလီပလာတက်နိုင်တယ်လို့ပဲ။၎င်းနောက်စိန်စိန်သည်ယမန်ညစ်ကအဖြစ်အပျက်များကိုမောင်ဘဟန်အားပြောပြလေ၏။မောင်ဘဟန်။မှန်နေမမ။သူပလီရတော့အမှန်ပဲ။သူ့မှာအကိုတယောက်မှမရှိဘူး။ငိုးတဲ့လေထဲမှာမမဇွတ်အတင်းပြန်မဆိုးလေတော့ကြံဖန်ပြီးလိန်ပြောတာနဲ့တူတာပဲ။စိန်စိန်ဘာကြောင့်လိမ့်လိမ့်လိန်နာကိုငါမကြိုက်နိုင်ဘူးကွယ်ငါတိတ်ပြီးတော့ညွန်တာပဲ။မောင်ဘဟန်ဒီပြင်ဟာလိန်နာတော့ကျွန်တော်မပြောတတ်ဘူး။ ိဖိအကြောင်းကိုသူပြောတာကတော့အမှန်အတိုင်းပဲသူအခါစိမ့်စိမ့်မှာနားမလည်နိုင်သောအမှုအရာနှင့်တောင်တောင်ကြီးလျက်ကြည်နေလေ၏မောင်ပါဟန်လိန်နဲ့အထဲမှာကျွန်တော်တို့ဖိဖိပါတယ်မမရဲ့လက်ကျန်စရင်တွေကိုလိန်ပြီးဖော်ပြတဲ့အထဲမှာဖိဖိလည်းအလိုတူအလိုပါတဲ့ဥဖိုးစန်းနဲ့အတူတူတရားခံတရားအဖြစ်နဲ့အစစ်အစေးမခံရခြင်းဟာဖိဖိကံကောင်းလို့တတ်တတ်ပဲဗျစိမ့်စိမ့်ပြင်းစွာတုံ့လှုပ်လျက်ဒါရီအမှန်အတိုင်းပဲလားမောင်ဟန်မောင်ပါဟန် အမှန်အတိုင်းမောဗျဥပိုးဆက်ကိုချုပ်ထားစဉ်ကဝင်းလုံကိုတင်ထွန်းကအချုပ်ခန်းနဲ့သွားပြီးတွေ့တော့ဥပိုးဆက်ကဘလို့ပြောလိုက်တလဲဆိုတော့သူအပြစ်ရခဲ့လို့ရှိရင်သူတယောက်ထဲတော့မခံဘူးတဲ့ဖေဖေတို့ပါအပြစ်ရအောင်အကုန်လုံးဖွင့်ပြီးပြောပြမယ်တဲ့ဒီအကြောင်းကိုကိုတင်ထွန်းကကျွန်တော်ကိုလာပြီးပြောပြတယ်ဖေဖေကိုတော့ကျွန်တော်တို့ပြောမပြကြဘူးမမရဲ့စိမ့်စိမ့်နေပါအောင်ကွယ်ကိုတင်ထွန်းကဘလို့အကြောင်းကြောင့်ဒီလောက်တောင်းဝင်ယူပြီးအလုလုတာတယ်လေမောင်ဘဟန် အမှန်အတိုင်းဖွင့်ပြောရမှာဖြင့်လွန်ခဲ့တဲ့တစ်နှစ်လောက်ကမောင်သိန်းကျင်ရဲ့မတန်းကြီးတို့မင်္ဂလာဆောင်မှာမမကိုသူမြင်လိုက်ရဘူးကလေးကသူ့စိတ်ထဲမှာအစွဲကြီးဆွဲနေတယ်ဆိုကြပဲမမကတော့သူ့ကိုဂယုဆိုင်ပြီးကြည်တော်မကြည့်ခဲ့ဘူးအမှန်အတိုင်းကတော့ဥပိုးစံအပြစ်ရရင်ဖေဖေကိုသူ့ဖို့မယ်ဖို့ရင်ဖေဖေပါအပြစ်ရပြီးမမပါအဆက်ကွဲမယ်ဒါကြောင့်မို့လို့ဥပိုးစံမလွတ်လွတ်အောင်သူတလောက်တဲတဲမဲမဲဆောင်ရွက်ပေးခဲ့တာတဲ့မမကြီးစိန်စိန်လက်ဆက်တတ်တော် ။သူမကလေးကြောင့်လေဘာလေးနေတောက်တီးတောက်တဲ့တွေလျှောက်ပြောနေရဟာ။ငါ့ကိုတက်တက်တပတ်ရိုက်တာပေါ့လေ။မောင်ဘဟန်တပတ်ရိုက်ရိုက်နှစ်ပတ်ရိုက်ရိုက်ကို့ဖေဖေလွတ်တာသာလိုရင်းပေါ့လေ။တိတ်တိတ်ပုံကြိတ်ပုံနေပြီးမှန်တဲ့အတိုင်းဖွင့်မပြောဝန်လုံး။ပလီပလာလျှောက်ပြောရတာတွေကိုမမကဘွေးမယူခြင်းပါနဲ့တော့ဗျာ။စိမ့်စိမ့်။အကိုအရင်လေးဘာလေးနေရှင်းနေပြီပြီတော်တော်ပလီနိုင်တဲ့လူပဲ။မောင်ဘဟန်နောက်တော့မပလီအောင်ကြည်ပီးဆုံးမပေးတာပေါ့မမရဲ့စိမ့်စိမ့် ပါလေမင်းကအောင်သွဲပေးရလားအောင်ပါဟန်မသွဲဝက်မှဘူးဗျာခေါ်ခဲ့ဆိုမှခေါ်ခဲ့ပါမယ်ညညေတော့ဘယ်ညက်လဲမမစိန်စိန်ဖိတ်ထားမိရဲ့လက်စာနဲ့လာပါစီတော့ကွယ်ဝောင်ပါဟန်ရေးဒီဘွားရေးမဂဇင်းဇူလိုင်1942